ပြည်ပချင်းတွေကိုစနစ်တကျမသုံးဆွဲရင်တဦးစီမှာကြက်၅သိန်းထပ်မကတဲ့အကျွေးတွေရှိနေတဲ့ပြည်သူတွေကိုအကျွေးဝင်တော်ဝင်ဖို့ထပ်ပေးတယ်လို့ဖြစ်နေမယ်လို့မြို့သားဒီမိုကရေစီဘွဲ့ချုပ်လွတ်တော်ကိုယ်စားလှယ်ဒေါက်တာမျက်ညံနာဆိုကဆွေးနွေးခဲ့ပါတယ်။ဩဂုတ်လ28ရက်နေ့ကလုပ်တဲ့ပြည်သူ့လွတ်တော်စည်းဝေးမှာရထားပို့ဆောင်ဝင်ကြီးဌာနကရန်ကုန်မြို့မြို့ပတ်ရထားစီမံကိန်းတဲ့ချင်းငွေရယူဖို့လွတ်တော်ကိုတင်ပြထားတဲ့ပေါ်လွတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးခဲ့ကြပါတယ်။ဒီလိုဆွေးနွေးရမှာ NLD လွတ်တော်ကိုယ်စားလှယ်ကအခုလိုဝေဖန်ဆွေးနွေးခဲ့ပါတယ်။ ချင်းဝင်တဲ့ဆောင်ရွက်မဲ့ကိစ္စတွေမှာကြည့်တဲ့အခါကျတော့ယထာလန်းနေယထာစက်ကောင်းတွဲတွေယထာလန်းကူးတရားတွေကိုဒါအစင့်မြင့်တင်ဆောင်ရွက်သွားမယ်ဆိုတော့ပါပါတယ်။ဒါပေမဲ့လက်တွေ့အခြေအနေနဲ့တင်ပြရမယ်ဆိုရင်တော့လက်ပတ်ဝယ်ယူတဲ့စနစ်ကလည်းတော်တော်ကိုဒါကျွန်တော်တို့ခေတ်နောက်ကျနေပါသေးတယ်။ဟလာကျွန်တော်တို့ဒီ e-ticket system မျိုးဒါမျိုးလည်းကျွန်တော်တို့မသုံးနိုင်ပါဘူး။နောက်တစ်ခုကကျတော့ဘူတာယုံနေရဲ့အစင်တောင်းကိုလည်းအများကြီးမြင့်တင်အောင်ပါပါ။နောက်ဒီယထားတွေရဲ့ level ပါ။ ယထားတွေကနိုင်ငံတကာမှာဆိုရင် မျိုးပဲယထားတွေအကုန်လုံးဟာတပြေးညီပဲဖြစ်ပါတယ်ကျွန်တော်တို့ကအစ်စ်နဲ့တက်နေရတဲ့ခါကျ platform နဲ့လည်းအလှမ်းကွာနေပါတယ်ဒီအတက်ဆင်းရကလေးသူငယ်တွေအလားဟိုတက်ကြီးရွယ်တွေအတွက်လည်းအင်တာမဟိုဒါဒုက္ခရောက်တဲ့အခက်ခဲဖြစ်ပါတယ်နောက်အရေးကြီးဆုံးအချက်ကတော့အခြားခြားသောအများပြည်သူသုံးပို့ဆောင်ရေးစနစ်တွေနဲ့လည်းကျွန်တော်တို့ကချိန်ထိုးပြီးတော့ဆက်ဆက်ပြီးစဉ်းစားရမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာဝင်းဌာနတစ်ခုကတစ်ခုကိုတာဝန်ယူရင် ကျန်တဲ့ဝင်ဌာနတစ်ခုဟာကျန်တဲ့တချမ်းကိုတာဝန်ယူတယ်ချိတ်ဆက်မှုညှိနှိုင်းမှုဥပပေါင်းဆောင်ရွက်မှုအားနည်းတဲ့အခါမှာဒါတွေအကုန်လုံးကဖြန့်ကျက်ပြီးတော့စဉ်းစားရမှာဖြစ်ပါတယ်ယထာလန်းနေအစ်မြင့်တင်လိုက်မယ်ယထာဆက်ကောင်းနေများလာမယ်ယထာတွဲတွေများလာမယ်ယထာတွေများများပြေးလာတာနဲ့အမျှယထာလန်းကူးတွေမှာကျွန်တော်တို့ဒီ automatic gateway တွေတက်ထားပေမဲ့လေရန်ကုန်မြို့မှာယနေ့ရှိနေတဲ့ရင်ကျော်ပိတ်ဆို့မှုနဲ့ယထာတွေများများပြေးလာတဲ့အမျှယထာလန်းကူးတွေကခဏခဏပိတ်ပြီ ပိတ်တဲ့ခါကျရင်ဒီယထာလန်တွေကိုကြော်ဖြတ်သွားရမယ်ဒေဝမျိုးကိုအရှိနဲ့တော့ပြန်ဖြတ်တဲ့လမ်းနေရာကို block ဖြစ်ပါလိမ့်မယ်အဲ့ဒီခါမှာဒါကိုဘယ်လိုနည်းနဲ့ဖြေရှင်းမှလဲနောက်ထပ်ယထာလန်ကဂုံးကြော် တွေစောက်အောင်မှလာဒီဟာကဒါနောက်ဆက်တွဲတကယ်ကိုစဉ်းစားရမယ်ကိစ္စတွေဖြစ်ပါတယ်။နောက်ကျွန်တော်တို့ရန်ကုန်မြို့တော်ကြီးကိုတောင်နဲ့မြောက်တွေ့တန်းထားတယ်ဟဲ့လား။ကြီးမနိုင်ကန္နာလန်းကနေစပြီးတော့ကျွန်တော်တို့ကပိုင်ဖျားလန်းပြည်လန်း ဝေဇန္တာလန်းတန်သူမာလန်းစတဲ့လမ်းတွေအကုန်လုံးကတောက်လျှောက်ကိုဒါရင်ကျော်ပိတ်ဆို့မှုတွေကြုံတွေ့နေပါတယ်ဒီမြို့ပတ်ယထာလန်း area ကြီးနေနမိတ်ကြီးတစ်ခုလုံးဟာဒါဝန်များကျွန်တော်တို့6လမ်းသွားဟဲ့လားကားလမ်းမျိုးလုတ်လိုက်မယ်ဆိုရင်ဒါတော်တော်ရင်ကျော်ပိတ်ဆို့မှုဖြည့်ရှင်းသွားနိုင်မဲ့စနစ်ဖြစ်ပါတယ်နိုင်ငံတကာမှာလည်းကျွန်တော်တို့ဒီ plain line level မှာသွားတဲ့ယထာလန်းစနစ်ဟာတော်တော်နည်းပါတယ်ဒီလိုတီးကြအနေနဲ့သွားတာတော်တော်နည်းပါတယ် ကားလမ်းနဲ့အပြိုင်သွားရင်သွားပါတယ်ကျွန်တော်တို့ယူရိုမှာဆိုရင်သူကကားလမ်းနဲ့အပြိုင်ဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ကားလမ်းရဲ့အလယ်မှာ trans လို့ခေါ်ပါတယ်ဒါမှမဟုတ်အမေရိကမှာဆိုရင် street car လို့ခေါ်ပါတယ်ကျွန်တော်တို့ကားလမ်းနဲ့တပြေးညီပဲသွားပါတယ်နောက်တစ်ခါဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဆက်ပွေးပေါ့နော်မြေရောက်ထဲကနေသွားပါတယ်သို့မဟုတ်ရင်လည်း monorail လိုမျိုးဟလာ mrt လိုမျိုးကျွန်တော်တို့အပေါ်မြင့်ပြီးတော့သွားပါတယ်ဒါမျိုးတွေကိုတွက်ချက်ပြီးတော့မဆောင်ရခဲ့ဘူးဆိုရင်ဒီချင်းဝေတွေဟာအချင်းနှီးဖြစ်မယ်လို့ ကျွန်တော်အနေနဲ့ကတော့ယူဆပါတယ်ပထမဦးစားပေးရကျွန်တော်ခုလက်ရှိဆောင်ရွက်နေတဲ့ဥစ္စာကရန်ကုန်မန္တလေးလမ်းဖြစ်ပါတယ်ဒုတိယဦးစားပေးရကျွန်တော်မြို့ပယထာဖြစ်ပါတယ်အခုဒီ project မှာတော့တကယ်တကယ်ကျတော့ကျွန်တော်တို့ကအဲတင်ပြခဲ့တဲ့အတိုင်းပါပဲအဲဒီ EMU ဆိုတဲ့ကျွန်တော်တို့တွဲတွေကျွန်တော်တို့ဝယ်ဖို့ရှိပါတယ်ဒီအဆိုင်တွေပြည့်အောင်ဒီ EMU ယထာဆိုတာတကယ်တကယ်ကျတော့ကျွန်တော်တို့ဒီ ကျွန်တော်တို့ယထားရဲ့ရည်ပန်းချက်ဖြစ်တယ်။နောက်ပိုင်းမှာကျွန်တော်တို့ကလျှက်စီယထားတွေပြေးဆွဲဖို့ရှိပါတယ်။လျှက်စီယထားတွေပြေးဆွဲဖို့အတွက်ဟလာကူးပြောင်းနိုင်တဲ့ကျွန်တော်တို့နီးစနစ်ကိုကျွန်တော်တို့ကြိုပြီးလုပ်ထားတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကနလွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြတဲ့အတိုင်းပဲရေရှည်မှာကျွန်တော်တို့ဘယ်လိုကူးပြောင်းသွားမလဲဆိုတာလည်းပဲကျွန်တော်တို့တွက်ချက်ပြတာဖြစ်ပါတယ်။ဝင်းကြီးဌာနချင်းချင်းချိတ်ဆက်ဆောင်ရွက်ပါကပူစင်ပြေမှာဖြစ်ပြီးညှိနှိုင်းပူပေါင်းဆောင်ရွက်မှုအားနည်းတဲ့အခါမှာအကုန်လုံးကဖြန့်ကျက်ပြီးဆောင်ရွက်ရမယ်လို့လဲဆွေးနွေးသွားပါတယ်။ ယထာလန်းတွေကိုဆင်းမြင်တာယထာစက်ကောင်းတွေများလာတာယထာတွေပိုများလာတာနဲ့မြယထာလန်းကူတွေမှာရင်ကြောတွေပိုကျက်လာမှာဖြစ်ပြီးယထာလန်းတွေကိုကြော်ဖြတ်သွားရမယ်ရန်ကုန်မြို့ကိုအရှိန်အဟောင်ဖြတ်သန်းသွားမယ်လန်းတွေအလုံးပိတ်ဆို့တာတွေဖြစ်သွားမယ်လို့ဆွေးနွေးခဲ့ပါတယ် ဒါပြင်အများပြည်သူတို့တည်ယူပို့ဆောင်ရေးစနစ်ဟာရထားကြီးစင်နေတာမဟုတ်ပဲရထားတွေ9မိနစ်တစ်စင်းထွက်နေမယ်ဆိုပါကလမ်းတွေအကုန်လုံးပိတ်သွားလိမ့်မယ်လို့ပြောခဲ့ပါတယ်။ရထားပို့ဆောင်ရေးဝန်ကြီးဌာနကရန်ကုန်မြို့ပတ်ရထားလက်အစစ်မြင့်တင်ရေးစီမံကိန်းအတွက်ဂျပန်ယန်24.66ဘီလီယံချေယူမှုကိုပြည်သူ့လွှတ်တော်ကအတည်ပြုခဲ့ပါတယ်။